မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြူတီဟာရဲ့စိတ်ဤတည်ငြိမ်မှုဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာပါဂျမဆူတရားဆိုတာမြင့်မြတ်သူတို့ရဲ့အကျင့်တို့အဓိပ္ပာယ်ရပါတယ်လူကောင်းသူကောင်းဖြစ်ခြင်းထားရမယ့်စိတ်ထားလေးကိုပေါ့မေတ္တာဆိုတာမိတ်ဆွေတယောက်ရဲ့စိတ်ထားမျိုး ကိုချစ်တဲ့ခင်တဲ့သူ ဆိုရင်ကောင်းစေခြင်းနဲ့အဆင်ပြေစေခြင်းနဲ့ပျော်စေခြင်းနဲ့အဲ့ဒီလို စိတ်ထားမျိုးကို ဘသူပေါ်မှာမစိုးထားရမယ်ကရုဏာကြတော့တနာတတကျင်နာတတအခုဆိုရင်လူပေါင်းများစွာဒုက္ခဆင်းရဲရောက်နေကြပါတယ်ကရုဏာတရားများများရှိလေပို့ပြီးတော့ကူညီဖြစ်လေပါပဲမုရိတာဆိုတာကြတော့အောင်မြင်သွားတဲ့သူတွေကိုယ့်ထက်အစဉ်ပြေနေတဲ့သူတွေကိုမနာလို့မဖြစ်ဖဲနဲ့ဝမ်းမြောက်ပေးတာဒါဒီလည်းပဲအရေးကြီးတာပါပဲမနာလို့စိတ်ဟာပြဿနာပေါင်းများစွာ ရိပက္ခပေါင်းများစွာကိုဖြစ်လာစေတာမို့လားထူးခြားတာကဥပိ္ပခပါပဲအရက်ထဲမှာပြောကြသလိုလစ်လီယူရှူခြင်းတာဝင်မဲခြင်းဆိုတဲ့အတိတ်ပဲတော့မဟုတ်ပါဘူးအဲ့ဒီလိုသာဆိုရင်မြင့်မြတ်သူတို့ရဲ့အကျင့်စရိုက်တွေဘယ်ပါပါမလဲတကယ်တမ်းတော့သူ့ရဲ့အတိတ်ပဲကစိတ်ဤတည်ငြိမ်မှုဖြစ်ပါတယ်ပတ်ဝန်းကျင်အခြေအနေပေါ်လိုက်ပြီးတော့အတက်အကျနည်းတဲ့စိတ်ကိုခေါ်တာပါရှေ့က မေတ္တာကရုဏာမုဒိတာတွေကိုသူကနောက်ဆုံးကနေပဲ့ကင်ပြီးတော့ထိန်းထားပေးတဲ့သဘောဖြစ်ပါတယ်။သူမရှိရင်ရှေ့ကတုံကူကရေရှည်မခံနိုင်ပါဘူး။ဥပမာကိုကမေတ္တာရှိထားပြီးဆက်ဆံပေးတယ်။ကရုဏာတရားနဲ့ဂူညီတယ်။တစ်ဖက်လူကအတိမတ်မပြူတဲ့အခါမှာကိုယ့်ကိုဒုက္ခတောင်ပြန်ပေးတဲ့အခါလူအများကနာမည်ဖြည့်တိုက်ခိုက်တဲ့အခါမှာတော်ပြီ နောက်ဆိုဒီလိုတွေမလုပ်တော့ဘူးဆိုတာမျိုး ဖြစ်သွားတတ်ကြပါလေ။မုရိတာဆိုရင်လည်းထိုနည်း၎င်းပါပဲ။ကိုကသာဝမ်းသာပြီးပြီမဲ့ကိုအစဉ်ပြေတဲ့ချိန်ကြတော့မနာလိုစိတ်နဲ့တိုက်ခိုက်ခံရတယ်ဆိုရင်ငါလှည့်ကြလေ။အဲ့ဒီလိုဝမ်းသာမပြီးတော့ဘူးဆိုတာမျိုး ဖြစ်လာပါလိမ့်မယ်။ဒါကြောင့်မေတ္တာကရုဏာနဲ့မုရိတာတရားတွေကိုစိတ်မှအစဉ်အမြဲတိုးပွားနေဖို့ကိုဒီဥပိ္ပခါကထိန်းထားပေးတာပါ။ ရှေ့သုံးခုသည်သူများအတွက်ဒီတစ်ခုကကိုယ့်အတွက်ပါကိုယ့်ရဲ့စိတ်တည်ငြိမ်ဖို့အတက်ကြနေဖို့ဒါမှကိုယ်လဲစိတ်ချမ်းသာမယ်အေးချမ်းမယ်ပူလောင်မှုနေမယ်တစ်ဖက်မှာလည်းအများအတွက်ပိုပြီးတော့လုံနိုင်လာပါလိမ့်မယ်ဒီကာလမှာသံတွေရာတွေဆိုရင် အတော်လေးစိတ်ပြည့်စည်ကြပါလေသူတို့ရည်ရွယ်ထားတဲ့ပမာဏမပြည့်မှစိတ်ပူတယ်အလှူတွေနည်းနေပြီဆိုရင်စိတ်သက်ကြကျင်လာတယ် အဲ့ဒီလိုနဲ့နောက်တစ်ခါထပ်မလုပ်ချင်တော့ဘူးလို့သွေးအေးကုန်ကြပြီလားတို့စသဖြင့်ပြောမိသွေးမိရပါတယ်လူရဲ့အုံနောက်မှာစိတ်ခံစားချက်အပိုင်းနဲ့စဉ်းစားတွေးခေါ်တဲ့အပိုင်းကတပြိုင်တည်းအလုံးမလုပ်ပါဘူးစိတ်ခံစားချက်ကလွန်ကဲသွားတဲ့ခါမှာ အုံနောက်ကပောက်ကရအတွေ့အဝင်လာရောစိတ်ကလေးနည်းနည်းငြိမ်သွားပြီဆိုမှဩကံမိန်တွေကလည်းများတာကိုလူတွေကလည်းမျှကူနေရလို့ဖြစ်မယ်စသဖြင့် တွေးမိလာပါတယ်။ဒါကြောင့်ဥပိ္ပကထားနိုင်ဖို့လိုတဲ့အကြောင်းတော်လန်ရေးမှာပါဝင်နေကြတဲ့ညီကိုမောင်နှမတွေကိုအမြဲပြောနေရတာပါ။သူကလစ်လီကိုရှုတာမဟုတ်ပါဘူး။ရှားသလောက်လှုပ်တာပေါ့ဆိုပြီးကပ်ပေါ့ပေါ့တွေးဖို့လည်းမဟုတ်ပါဘူး။ဒီလအတွင်းသိန်း9000ရှာမယ်ဆိုရင်အဲ့ဒီပမာဏပြည့်အောင်ဘာတွေလုပ်မလဲစဉ်းစားမယ်ပြင်ဆင်မယ်အကောင်းဆုံးလုပ်မယ်မပြည့်ပြည့်သည့်အထိစူးစမ်းမယ်သို့တော့နည်းသေးလို့ များလာလို့ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့စိတ်အတက်ကြနည်းနိုင်သမျှနည်းအောင်နေဖို့ပြောတာပါဒါမှသာစိတ်ကတည်ငြိမ်ပြီးကိုယ်လုတ်စရာရှိတာကိုဒီဇိုင်းမတ်မတ်လုပ်နိုင်လာပါလိမ့်မယ်ကိုယ်စိတ်လည်းပူလာမှုနည်းသွားတာပေါ့ဒါကလည်းပဲပြောတော့တာလွဲတာပါတကယ်တကယ်တမ်းတော့ကျင့်သုံးနိုင်ဖို့ကြတော့ခက်ပါလေဘာလို့လဲဆိုတော့ကျန်တဲ့၃ချက်ကပြိုးထောင်ရတာလွယ်ပြီမဲ့ဥပိ္ပခါကြတော့ စိတ်ကိုလေ့ကျင့်ပြီးဟို meditation လုပ်ဖို့တိုးလာပါတယ်။ဥပိ္ပခာပြုပါဆိုလို့တုံ့ပြန်ခြင်းပါရဲ့နဲ့ကြိတ်မိတ်သီးခံနေရတယ်ဆိုတာမျိုးကလည်းရေရှည်အတွက်မကောင်းပါဘူး။အပြင်ကိုသာထွက်မလာတာပါ။ကိုယ့်ရဲ့ရင်ထဲမှာကမီးတွေတောက်နေတာကို မထိနိုင်တော့တဲ့တနည်းအပြင်ကိုဝုန်းကနေထတောက်တော့မှတခါကရေဘူးသလိုပါပဲ။စိတ်ဆိုတာအတင်းကျပ်ပြိနေထားရတာမဟုတ်ပါဘူးစနစ်တကျလေ့ကျင့်ပြီ နားဝင်အောင်ဆုံးမပေးရတာပါဒါကြောင့်ဒီနေ့ကိုအနည်းဆုံး15မိနစ်လောက်ဖြစ်ဖြစ် meditation လုပ်ကြည့်ဖို့ကိုလည်းတိုက်တွန်းခြင်းပါတယ်ကိုပါပဲလုပ်လို့ပါဒီလုပ်ရရင်အောင်မြင်ခြင်းမအောင်မြင်ခြင်းလူအတိမတ်ပြူခြင်းမပြူခြင်းတခြားလူတွေဘာလုပ်နေတယ်ဘာပြောနေတယ်ဘလို့ထင်မယ်စတဲ့အချက်တွေပေါ်လိုက်ပြီးတော့စိတ်အတက်ကြနည်းအောင်တက်နိုင်နေမြစူးစမ်းစေခြင်းပါတယ်ဒီဥပိ္ပခတရားက ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းဖို့လေလိုအပ်တယ်လို့မေတ္တာကရုဏာနဲ့မုဟိတာတရားတွေတရှိခံအောင်ထိမ့်ပေးထားနိုင်တဲ့အစွမ်းတတိလေရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဆရာဖြူတီဟာရဲ့စိတ်ဤတည်ငြိမ်မှုဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားတာပါ မိတ်ဆွေရဲ့ခံစားသိမြင်သွားမှုကိုလေကွန်မန့်မှာမှတ်ချက်ရေးသွားနိုင်ပါတယ်နောက်နေ့ညမှာလေကောင်းမွန်တဲ့စာစကားစုတွေရှားဖွေဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက် ဒီဆောင်းမလေးကိုကြိုက်နေတတ်တယ်ဆိုရင် LINE နဲ့ share လုပ်ပေးနိုင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့မိတ်ဆွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ